င်ငံရဲ့ချားမနေထိုင်ရင်အနုပညာသမားတွေရဲ့နောက်ခွဲကဇလန်တွေကိုဖော်ထုတ်နေခဲ့တယ်။ဒါရိုက်တာပြည်ဟိန်းတီဟာရဲ့ပြောကြားချက်အရရုပ်ရှင်ထုတ်လုပ်သူပိုဆန်းနဲ့စစ်သူတွေဖြစ်နေကြောင်းဖော်ထုတ်ခံလိုက်ရတဲ့တရုတ်ဆောင်မီမြင့်မှုမင်္ဂလာပါပရိသတ်ကြီးရှင်အမတီဗီ4ရုပ်သံဇလန်တွေတွေကနေတဆင့်နာမည်ကြီးလာခဲ့ပြီးနောက်ပိုင်းမှာတော့ရုပ်ရှင်ဇာတ်ကားတွေအဆက်မပြတ်ရိုက်ကူးခွင့်ရခဲ့သလိုအနုပညာသမားတွေရဲ့မှတ်တိုင်တစ်ခုဖြစ်တဲ့အကယ်ဒမီစုကြီးကိုပါလက်ဝဲပိုင်ဆိုင်ခွင့်ရရှိခဲ့တဲ့တရုတ်ဆောင်မင်းမြင့်မိုးကတော့ ခုလက်ရှိမှာတော့အနုပညာရှင်အမြင့်ဆုံးရတဲ့ထိတ်တဲမင်းသမီးတလက်အဖြစ်အောင်မြင်လျက်ရှိတာပဲဖြစ်ပါတယ်တေဥဆောင်မင်းမြင့်မို့ဟာအနုပညာလောကမှာအောင်မြင်ရုံသာမကစီးပွားရေးလုပ်ငန်းတွေကိုလည်းတစ်ခုပြီးတစ်ခုအချက်တွင်လောက်ကိုင်းလျက်ရှိရာမြမရှိဟောင်းရင်ကျေးမှုနယ်မြေဖြစ်တဲ့ပကံညာဦးမှာပကံမျိုးသူဆိုတဲ့ဟိုတယ်ကိုလည်းကိုပိုင်ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ် ။လမ်းစာရေးပရိသတ်အများစုရဲ့အပိတ်ချင်းကိုခံခဲ့ရတဲ့တရုတ်ဆောင်မင်းမြင့်မို့ဟောင်းသူရဲ့အခြေရင်းနဲ့ပတ်သက်ပြီးပရိသတ်တွေကိုပုံမှန်လင်းလင်းချပြထားခြင်းမရှိသူလည်းဖြစ်ပါတယ်။အခုတခါမှဆိုရင်တော့တရုတ်ဆောင်မင်းမြင့်မို့ဟောင်းရုပ်ရှင်ထုတ်လုပ်သူပိုဆန်းနဲ့ချစ်သူတွေဖြစ်နေကြတာဖြစ်ကြောင်းဒါရိုက်တာပြည်ဟင်းတီဟာကဖော်ထုတ်ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်မင်းမြမုံအနေနဲ့အကယ်ဒမီရတယ်ဆိုတာကလည်းဘိုဆန်းထုတ်လုပ်တဲ့ကားတွေနဲ့ပဲရခဲ့တာဖြစ်ပြီးတချို့ပြည်သက်တွေကတော့သူတို့နှစ်ယောက်အကြောင်းကိုရိမ့်မိနေတာကြားပြီးလို့လဲဆိုကြပါတယ် အကယ်ဒမီပေးပွဲမှာတော့လည်းအထူးထူထိုင်းနာကိုမြင်တွေ့ခဲ့ကြတဲ့သူတွေရှိပြီးပြီးခဲ့တဲ့ရက်ပိုင်းတော့ကကျေပါခဲ့တဲ့ထုံးလုံးသူရွှေမန်းရဲ့မင်္ဂလာဆောင်တော့ကဘူဆန်းကမင်္ဂလာပန်းစီဖမ်းမိခဲ့တာဖြစ်တဲ့အတွက်မကြခင်မှာဘူဆန်းနဲ့တရုတ်ဆောင်မင်းမြမို့တို့ရဲ့မင်္ဂလာသတင်းကိုကြားရတော့မှလားလို့ပရိသတ်တွေကမျှော်လင့်နေကြတာလည်းဖြစ်ပါတယ်အနုပညာအတိုင်းဝိုင်းကတော့ထုံးလုံးသူနဲ့မင်းသမီးဆိုရင်တော့နေနေလရွှေနေမြလို့ဖြစ်နေတဲ့အတွက်အမြန်ဆုံးလက်ထပ်ဖို့အတွက်တိုက်တွန်းနေကြတယ်လို့လည်းဆိုပါတယ် မသိတဲ့ပြည်သက်တချို့ကတော့နာမည်ကြီးမင်းသားတယောက်နဲ့မင်းမြမိုးကိုသဘောတူခဲ့ကြပေမယ့်အမှန်တကယ်မှာတော့တရုတ်ဆောင်မင်းမြမိုးကသူမဘဝအတွက်အများကြီးအထောက်ပံ့ဖြစ်နိုင်တဲ့ထုတ်လုပ်သူတယောက်ကိုရွေးချယ်ထားတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်မင်းမြမိုးဟာပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်မှာတော့နိုင်ငံရေးပေါ်လစီကားကိုရိုက်ကူးတဲ့အခါမှာပါဝင်ခဲ့မိတဲ့အတွက်ပြည်သက်တွေရဲ့အပြင်းအထန်ဝေဖန်ခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။ ပြည်သက်ကြီးအနေနဲ့ရောတရုတ်ဆောင်မင်းမြမို့ကိုထုတ်လုပ်သူပူဆန်းတဲ့လိုက်ဖက်မှုရှိလားသဘောတူရဲ့လားဆိုတာကိုဖြစ်ကြားပေးခဲ့ကြပါအောင်ရှင်။